စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်နဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများစကားနဲ့ပတ်သက်ပြီးရေးသားထားတဲ့ Driver ကိုပေါ့ရဲ့ post ကိုအသေးပြတာကြောင့်ဆိုပြီး Driver စပြူထုံးတက်လွင်ကိုစစ်ကောင်စီကအမတရားဖမ်းဆီးလိုက်ပါတယ်။ Driver စပြူထုံးတက်လွင်ကိုဖမ်းဆီးဖို့ပြီးခဲ့တဲ့ရက်ကလေးကစစ်ကောင်စီထောက်ခံတဲ့ Telegram channel တွေမှာတိုက်တွန်းထားကြတာပါ။ဝါရဖြန့်စကားပြတာပြီးနောက်ရမှာ Driver ကိုပေါ့ကပြည်တွင်းကအမှုပညာသမားများတို့ပေးစာဆိုတဲ့ခေါင်းစဉ်နဲ့ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုကိုယ်တိုင်လိုက်ပြပေးနိုင်ကြောင်းအစချေပြီးစစ်ကောင်စီအတွက်အစကားရက်ကူးသူတွေကိုဝေဖန်ထားတာပါအဲ့ဒီ post ကို director စပြထွန်းတက်လွင်ကတက်လွင်ဆိုတဲ့အကောင့်နဲ့ let react ပေးတယ်ဆိုပြီးဖန်ဆီးဖို့တိုက်တွန်းထားကြတာပါစစ်ကောင်စီရဲ့ဝါရဖြန့်စကားကိုဝေဖန်လို့ဆိုပြီး director မိုက်တီတရုတ်ဆောင်ကျော်ဝင်းထုတ်ဟာတာတရုတ်ဆောင်အုံးတိုင်းနဲ့ director အောင်ချမ်းလူတို့ကိုလည်းစစ်တပ်ကမတရားဖန်ဆီးထားတာကြောင့်ဒီဇက်ကားနဲ့ပတ်သက်ပြီးအမှုပညာလောကကနေ၅ရောက်မြောက်ဖန်ဆီးခံရတာဖြစ်ပါတယ် တို့အားလုံးကိုစစ်အုပ်စုကပြချမ်းထားတဲ့ရွေးကောက်ပွဲကောက်ွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်ထားတာလို့သိရပါတယ်ရှင်။